ဒီပြက်ပြက်မြေကြီးတွေကကို့အဝေးစီးကနေရှန်တက်လာ။ဒီတိုင်နေဒီဆိုင်ပုံနဲ့လမ်းကြီးဟာဟိုဘက်ကိုဆယ်ပေကြီးတွေးကြသွားပြီးမြေပြင်ကကျွန်တော်တို့သကိုင်းဘက်ချမ်းကတော့3ပေလောက်ထိနှိမ့်သွားပါတယ်။3ပေ4ပေလောက်နှိမ့်။3ပေ4ပေလောက်ရှိတယ်။ငလင်းလှုပ်လို့ကွဲသွားတဲ့ဒီအကွဲချောင်းထဲကနေပြီးရေတွေကမကြီးဒါဘယ်တွေကိုစီးနေမသိဘူး။ကြီးတော်တော်နှက်လောက်တယ် ဒါရေတွေကြီးပဲကဲငလင်းတန်းငလင်းလှုပ်သွားတာဖြစ်တဲ့အတွက်မီးမလာတော့ရေရှားပါတော့မြစ်စိတ်ထဲမှာရေလူတွေစီးနေပါတယ်ဒုထဝရီမြကြီးရဒီလိုမျိုးကြီးခန်းချောင်နေပါတယ်ညညာလုံးနဲ့ဟိုဘကန်းဒီဘကန်းကိုမြတ်သွားဒီတိုင်းလေးကူးယုံကိုရနေပါပြီဒုထဝရီမြကြီးရမြကြီးကနှစ်ချမ်းကွဲရော ဒီပြက်ပြက်မြေကြီးတွေကကိုအဝေစီးကနေရှန်တက်လာဟင်ကြီးရေတွေကဟိုးအောင်ပြန်ဆင်းသွားတာအဝေစီးကိုကြောက်တာကားဘလို့ဆွဲထိုးအောင်မလို့ဘာမှမဖြစ်တာလူဘာမှမဖြစ်တာကျေးဇူးတရားမှာအဲသူ့ထားကြီးဘာမှမဖြစ်ဘူးနော်ဟမ်ဘာမှမဖြစ်ဘူးဟောဒီကအားထားနေတော့ တချို့နေရာဒေသတွေဆိုလို့ကြည့်ဒီမှာရေတွေခန်းသွားပြီเนาะဒါဘာကြီးတွေလည်းမသိတူးရင်းနေအရင်တော့ idea ထွက်ပြီအဲ့ထဲကိုပြန်ဝင်သွားတာလို့ထင်တာပဲပေါ့နော်ရေတွေကဒါအရင်ကဒါငလင်မလို့ခင်ဒါရေတွေရှိတာပေါ့နော်အခုကဒါရေမရှိတော့ဘူးပေါ့နော်လူတော်ဆင်းလို့ရတူးရင်းနေကြမယ်ဒါကြီးကပြန်တော့ပိတ်သွားကြပြီเนาะရေတွေကတော့ပဲရောက်လို့ရောက်သွားမှာမသိတော့ရောက်ချောပါ တရားဒီဘက်ကိုယူရအောင်နော်ဟုတ်တယ်ဒီဘက်ကြီးရေးစားပါဆယ်ပြီးလို့ယူရပါဆယ်ဒါကပုံမှန်ဟိုဟာလမ်းအညီရနေပြီးတော့ဒါကတော့ရေကိုင်းကြေးရွာရဲ့အဝင်ဝပါလက်ရှိအခုဒီအကိုရက်နေတဲ့နေရာလေးကငကိုမူလနေရာပါမူလနေရာဖြစ်ပြီးတော့ဒီဓာတ်တိုင်နေဒီဆိုင်းပုတ်နဲ့လမ်းကြီးဟာဟိုဘက်ကိုဆယ်ပေကြီးရွေးကြသွားပြီးမြေပြင်ကကျွန်တော်တို့သကိုင်းဘက်ချမ်းကတော့၃ပေလောက်ထိနှိမ့်သွားပါတယ်၃ပေ၄ပေလောက်နှိမ့်သွားပါတယ် ုံးမွေလေးပြီလောက်ရှိတယ်တော့မထိတ်ကနေသွားပါခင်ဗျာဟိုမြောက်ကြောင်မူးရွာနော်ပကြကွဲကြယူရောရည်ဒီကုံကြောက်ကြရနေမှာမူးရွာတော့တော့ရှောင်းမနဲ့ရက်မြေကျွန်ကြပြီးတော့ဘောင်ကြီးအောက်တရက်လည်းရေစိတ်နေပါတယ်ခင်ဗျာရေနောက်တိစိတ်နေတာ هذا بلد عمر